ืมငငယ်တော့ကတော့ကိုကိုတင်းပေါ့အသက်ကြီးကြတော့မောင်လေးလဲဆင်ပြေပါတယ်အသက်ရွယ်ပေါ့ပြောင်းသွားတာဘာမှမယုံဘူးလား35အထိမှယောက်ျားမရသေးလို့ကိုအချစ်ကိုရွေးချယ်နေတုန်းဆိုရင်တော့မောင်လေးကြီးလည်းပြသွားပြသွားနိုင်တယ်လေကိုရကြီးရဲ့သူကတော့အိုဝါပြီလေးမရွေးလိုက်ရင်ကျတော့ဘာမှဆင်ပြေသွားတဲ့ကြာဘယ်ယောက်ျားလေးကိုမှလေတကယ်ဆိုပြပြင်လို့မရဘူးသူတို့ကသာကိုကိုချစ်လာမှသာလင်သူတို့ကပြုပြင်ပေးမှာ ကိုကပြုတ်ပြင်းလိုက်လို့ပြောင်းလဲသွားတာမဟုတ်ဘူးသူတို့ကကိုယ့်ကိုချစ်လို့သူတို့ကသူတို့ပြုတ်ပြင်းလာတာပဲရှိရဲ့သူရဲ့ဘဝကြီးကိုတိုးတက်ဖို့တော့ဘောနော်သူမှာဂျီမန်းစစ်တွေရှိနေရမယ်အဲ့လိုလူမျိုးဆိုလို့ရှိရင်တော့သူကတော့ဟိုစဉ်းစားချင်းမှာပါကိုယ့်ရဲ့မိသားစုပေါ်မှာလည်းကောင်းရမယ်ပေါ့နော်အဲ့လိုမျိုးအနေနဲ့တွေးချင်းမှာပါရှင်ဟုတ်အာဒီအမဆိုလို့ရှိရင်တော့သူကဒါအသက်35အရွယ်လောက်ရှိတဲ့အမျိုးသမီးပေါ့နော်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ဟိုထက်ထက်မြက်မြက်နဲ့မိန်းမတယောက်ဟိုယောက်ျားတွေကလိုချင်ပေမဲ့သူတော်တော်တယောက်ျားဆိုရှင်းခဲ့လို့မရပဲနဲ့အဲ့လိုနည်းနည်း မာနာကြီးရဲ့အမျိုးသမီးကြောင်းလို့ပြောလို့ရတာပေါ့နော်အဲအဲ့လိုကိုက်တာမျိုးအနေနဲ့တရုတ်ဆောင်သွားမှာပါမျိုးမမပေါ့ကိုက်တာနာမည်လေးရတော့အဲမဲ့ဟိုဘလောက်ပဲထက်မြက်တဲ့မိန်းမဖြစ်နေပါစေသူသူချစ်တဲ့သူနဲ့တွေ့သွားပြီးတော့ဒီ foreign life ဖြစ်သွားတဲ့အခါမှာလည်းဘယ်လိုမိန်းမတွေကဘယ်လိုပြောရမလဲဟိုနုညံ့သွားနိုင်တယ်ပေါ့နော်လာကလေးလေးဖြစ်သွားနိုင်သေးရဲ့အဲအဲ့လိုပုံစံမျိုးလေးအနေနဲ့ပေါ့ဟုတ်ပြီးအသေးကိုရာကြီးလည်းပေါင်းမယ်အများကြီးပဲလို့တရုတ်ဆောင်မဲ့ပုံစံမျိုးတွေကဒီကိစ္စမှာတော့များတယ် အချိုလေးတွေရောအလောင်းတွေရောပါတာပေါ့နော်ဟုတ်ကဲ့ပင်ကိုထက်ရေးချက်ပြီးတော့ဒီစောင်းဝင်မေဆိုရအပြင်ကပုံစံမျိုးလုံးဝဖျောက်ပြီးတော့အဲ့လိုမြူမမပုံစံကြိုက်တာလေးကိုတွင်းရမှာပေါ့ဟုတ်အရှင်လို့ဆိုရင်တော့ ီးရမှာပဲအဲ့အဲကက်ဆိုတယ်ကိုယ့်ပုံမှန်ပြန်ရောက်သွားပြီပေါ့အဓိကတော့ပရိသတ်ကြီးကိုပေါ့နော်သူမမြင်ဘူးသေးပုံစံမျိုးလို့ချပြချင်တာပါဟိုရိုက်ရိုက်ဖူးရဲ့ character တွေပဲဆိုလို့ရှိရင်လည်းကြည့်ရတာကအမြင်ရိုးသွားမှာဆိုတော့လေဟိုကိုယ့်တော့မလုပ်ဘူးသေးပုံစံမျိုးလို့လာဒဘလူဘက်ကနေလာပြီးတော့ကန်လန်းတော့ပြီးတော့သူ့လည်းဒီကန်လန်းပလက်တန်ရဲ့ရှင်နေရာလဲကြာပြီအဲအခုလာကန်လန်းတဲ့ခါမှာလဲကိုယ့်တော့လည်းနေရာရနေရာဆိုတော့သူ့အနေနဲ့လာလုတ်ဖြစ်သွားတာပါဟုတ်ကဲ့ဟုတ်ဟုတ်ပြီးတော့ဒီကိမ်းမှာဆိုလို့ရှိရင်ထုံးစံတိုင်းပေါ့မမပြောင်းလဲတာတစ်ခုရှိရဲ့ အဲ့ဒါဘာလဲဆိုတော့ဘဲကားရိုက်ရိုက်ကိုယ့်ရဲ့ကြိုက်တာကောင်လေးဝင်ကြိုက်တာခံရတာပဲအဲ့လိုကောင်လေး2ယောက်လောက်ကပြန်ကြိုက်တာတော့2ယောက်လောက်ကပြန်ကြိုက်တာတော့မြိတ်ပါရဲ့ပြင်မတော့ဟိုစကားလာပြောမယ်ဆိုတော့မရှိဘူးအဲ့တကယ်ပါညာဘက်ဆိုတကယ်ကြီးနေပဲစကားပြောစရာရှိအဲ့လိုမျိုးကိုယ်လေအဲ့လိုဘယ်လိုပြောမလဲဟို లై ကျူတဲ့သူမျိုးတကယ်ကြိုက်မှမရှိဘူးကိုယ်လည်းကိုယ်ပုံမမအေးအေးနေပြတော့လေအဲ့ဒါကြောင့်ဟုတ်အဲ့မဲ့ဒီမြို့မမအနေနဲ့ပဲပေါ့မြို့မမအနေနဲ့ပဲပေါ့မြို့မမကတော့သူ့ကိုဘယ်လိုပဲဝိုင်းကြိုက်ပါစေသူဒီက သူအဲ့လိုကိုကိုတင်းပဲအဲသူအဲ့လိုအဲ့လိုပုံစံကြီးပေါ့တော့မောင်လေးဆိုရင်လုံးဝဖတ်မလို့တဲ့သူအဲ့လိုကိုကိုတင်းဘက်ကိုပဲသူကဘူပြောမယ်စိတ်တရားໃຫຍ່သွားပြီးတော့ဟိုသူ့ဘက် right person ထင်ပြီးတော့သူရွေးချယ်လိုက်တဲ့လူကသူ့အတွက်ကဘယ်လိုမလဲ round person ဖြစ်နေတဲ့အခါမှာသူ့အတွက်ဗျာများသွားတာပေါ့နော်ဒီလူကလက်လွတ်ရမလားဆက်ဆွဲထားရမလားဆိုရဲအဲ့လိုမျိုးအမျိုးသမီးတရားပေါ့အပြင်မှာဖြစ်လေးဖြစ်ထားရှိတဲ့အဲ့လိုဒီစုံလဲစုစားလဲယူပေါ့နော်အဲ့လိုပုံစံမျိုးအနေနဲ့တရုပ်ဆောင်အောင်ပါမြို့မမကြိုက်တာလေးကလေနည်းနည်းတော့သူ့အတွက် challenge တွေများတယ် ငငယ်တုန်းကတော့ကိုကိုတင်းပေါ့အသက်ကြီးကြတော့မောင်လေးလဲဆင်ပြေပါအသက်ရွယ်ပေါ့ပြောင်းသွားတာဘာမှမယုံလားဟုတ်လေမသူလည်းတက်ခါရပြီလေဟိုဒီထက်အသက်ကြီးလို့မှအမ relationship ကမတည်ငြိမ်လို့ရှိရင်ကိုကမှအသက်35ဖြစ်လာတဲ့အချိန်မှာဟိုကိုကိုတင်းဆိုကိုထက်အသက်ကြီးရဲ့သူပဲရတော့မယ်လေအမစသစ40ကျော်45နဲ့ပဲရရအဲ့တော့အဲ့ချလို့ရှိရင်ကိုတည်းကိုကိုအကေတကယ်၍မြေစကိုင်းတော့မဟုတ်ဘူးအရင်ပြောချင်လို့ 35အထိမှယောက်ျားမရသေးလို့ကိုအချစ်ကိုရွေးချယ်နေတော့ဆိုရင်တော့မောင်လေးကြီးလည်းပြသွားပြသွားနိုင်တယ်လေကိုရကြီးရဲ့သူကအိုဝါပြီလေးမှရွေးတဲ့ရဲ့တူကဘောင်းမဆင်ဖြစ်သွားတဲ့တည်း အများကြီးပဲပေါ့သူကလေဟိုလို silent မျိုးလည်းနေရမဟုတ်ပါဘူးကိုယ့်ရဲ့ private light ကြီးလို့ပဲပြောလို့ရတာပေါ့နော် private light မှာပဲကိုယ့်ကိုပြောပြောချွတ်ချွတ်နဲ့နေတဲ့သူပါဟိုပရိသတ်ကိုအများကြီးပေါ့ခြားပါသေးတဲ့ဟာလေးကိုခြားပြရဲကိုယ့်ရဲ့ personal အတိုင်းဆိုလို့ရှိရင်တော့ကိုယ့် personal အခြေအနေလေး private ပဲထားထားရပေါ့နော်ဟို ကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပါတနာပဲဖြစ်ဖြစ်ကိုယ့်တငယ်ချင်းတွေဖြစ်ဖြစ်ပေါ့နော်ကိုကြောင့်ဟိုစိတ်နောက်ရှဲမဖြစ်စေချင်တာသူတို့ရဲ့ဒီကိုပိုင်ချိန်လေးတွေကိုသူတို့ရဲ့လွတ်လပ်ခွင့်လေးတွေကိုပေါ့နော်ဟိုကိုကြောင့်ပေါ့နော်သူတို့ပြောမယ်ဆိုဆိုရှယ်မီဒီယာတွေပေါ်မှာတက်လာမှမျိုးတွေကိုအားနာတာပေါ့အဲ့ဒါကြောင့်သူ့ရဲ့ဒီအဖေနဲ့အမေဆိုလို့ရှိရင်တော့တုံတဲ့ရုံအင်တာဗျူးတွေပါတွေ့မဖြစ်ဖြစ်ဘူးဟိုသူတို့ကလည်းသူတို့ရဲ့ဘဝလေးမှာပဲပြောရွှေရွှေနေစေချင်တာကိုပလိုက်တဲ့ကိုဆွေးသွင်းလာပြီးတော့လေအဲ့လို ဆဲခံရမှာတွေစကားလေးတခုမှားသွားလို့ပေါ့နော်အပြောခံရမှာတွေမဖြစ်စေချင်တာအဲအကြောင်းမို့လို့ပါမိန်းကလေးတွေကအဓိကအားဖြင့်တော့ဒါအချစ်ကိုကိုယ်ခွေသူတွေလည်းများတယ်အုံနောက်နဲ့စဉ်းစားကြရတဲ့သူတွေလည်းရှိသလိုနှလုံးသားနဲ့စဉ်းစားရတဲ့သူတွေလည်းရှိရဲအဲ့တော့သူ့မိန်းကလေးရတော့ဒါ right person ဆိုပြီးတူတယ်တခါတည်းချစ်ဖူးပါ right person ဆိုပြီးတော့ရွေးချယ်တဲ့သူတွေကကိုယ့်အတွက်တခါကြလို့ရှင်လုံးဝဟိုမသိလိုက်ခွဲနဲ့ round person ဖြစ်နေရမျိုးရှိရဲအဲ့လိုကိုက round person မှန်သိသွားပြီဆိုလို့ရှင်ရင်အဲ့ တည်သွားတဲ့အချိန်မှာကိုဖြစ်နိုင်ဖို့အတွက်ဖြစ်နိုင်အောင်ကိုစူးစမ်းရမယ်။ဒါမင်းခရီးရောက်ပြောချင်တာပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့ကိုကဟိုကို့ဘွားယူအနစ်နာခံပြီးတော့ဆက်ပြီးတော့တွဲထားမယ်ဆိုလို့ရှိရင်ကို့ရဲ့ကောင်းကျိုးတစ်ခုမှရှိလာမှာမဟုတ်ဘူး။ဒီအကဲဟိုအသေးခွဲလက္ခဏာပါလို့ပြောချင်တဲ့အချိန်တစ်ခုရောက်လို့ရှိရင် healing ဖြစ်သွားမှာပဲပြန်ပြီးအကုန်အရာအားလုံးကကုစားသွားမှာပဲပေါ့နော်။အဲ့ချိန်ကျမှသာလေကိုအရင်တော့ငိုခဲ့ယူခဲ့အသေးခွဲခဲ့ရတဲ့အကုန်လုံးက အလကားပဲပေါ့နော်ရှက်စရာကြီးဆိုတာပြန်ပြီးတော့ခံစားရလိမ့်မှာပေါ့နော်ဟိုအမားတို့ခုခုလှုပ်ဖြစ်ခဲ့ပြီဆိုလို့ရှိရင်လည်းငါပြန်ပြီးတော့ပြုပြင်နိုင်ရမယ်ဆိုတာမျိုးလေးကိုတွေးထားလို့ရှိရင်တော့ကောင်းတာပေါ့နော်တခါကျတော့ယောက်ျားလေးတွေကိုပဲငါပြုပြင်လို့ရမယ်လို့မတွေးပါနဲ့လို့ပဲပြောချင်တယ်ဘယ်ယောက်ျားလေးကိုမှလေတကယ်ဆိုပြုပြင်လို့မရဘူးသူတို့ကသာကိုယ့်ကိုချစ်လာမှသာလင်သူတို့ကပြုပြင်ပေးမှာကိုကပြုပြင်လိုက်လို့ပြောင်းလဲသွားမှာမဟုတ်ဘူးသူတို့ကကိုယ့်ကိုချစ်လို့သူတို့ကသူတို့ပြုပြင်လာတာပဲရှိရဲ့ ဘယ်ယောက်ျားမှအဲ့လိုမျိုးအမ်တဲ့မလားကိုပြောလိုက်လို့ပြုပြင်ပေးတယ်ကြောင်းလဲပေးရမျိုးကြီးဆိုတော့မရှိပါဘူးရှားပါအရန်ရှားတယ်။သူတွေ့ right person ကတော့ဒါကိုပုံမှာချစ်ရမယ်စေတနာရှိရမယ်ဟိုဘယ်လိုမျိုးတစ္ဆာရှိရမယ်ပေါ့နော်အဲ့လိုတူးနဲ့တူးကိုဘယ်လိုမျိုးဟိုလိန်နာညာထားမှမရှိပဲနဲ့အဲ့လိုပွန့်ပွန့်လင်းလင်းအဲ့လိုပြောနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်ဟိုအဓိကတော့တစ္ဆာရှိပေးဖို့ပဲပြီးတော့ဒါယောက်ျားလေးပြည့်တဲ့အဲ့အတွက်ကြောင့် အရင်ချမ်းချမ်းတိုင်နေပါတယ်မဲ့စူးစားခြင်းစိတ်သူ့မှာရှိနေရမယ်ဘယ်လိုပြောမလဲသူ့ရဲ့ဘဝကြီးကိုတိုးတက်ဖို့တော့ပေါ့နော်သူ့မှာရီမန်းချက်တွေရှိနေရမယ်အဲ့လိုလူမျိုးဆိုလို့ရှိရင်တော့သူကတော့ဟိုစဉ်းစားခြင်းမှာပါကိုယ့်ရဲ့မိသားစုပေါ်မှာလည်းကောင်းရမယ်ပေါ့နော်အဲ့လိုမျိုးအနေနဲ့တွေးခြင်းမှာပါရှင်ဟုတ်အများကြီးလည်းမလာပါဘူးမရေသူကအေးအေးပဲနေတော့လေဘယ်လိုအထင်မှထင်နေကြမှာစိုးလို့ပါအကုန်လုံးရှိန်လို့လားမသိဘူးအမရေသူက ူကပြော Facebook မှာဆိုလို့ရှိရင်သူကဟို Facebook account ကအစား perfect account နဲ့ပဲတုံးလာလေ account နဲ့မှာဆိုလို့ရှိရင်လည်းအပြင်လူတွေရောကိုယ်နဲ့မသိရသေးဘူးကောလက်ခံတာမရှိဘူးပြောဟိုအရင်ရှင်းနေရသေးတော့ပဲလက်ခံတယ်ဒီစိမ့်လိုက်တော့မှမိမရှိရင်မိမရှိထားရင်လက်မခံဘူး profile မှာမိမရှိထားရင်လက်မခံဘူးโอ้ยีซ่าชี้ท่าလို့ရှင်လေအခုတချို့ကောင်းလေးကြာတယောက်သေးပုံပဲမလာအပ်တယ်သူတို့ကောင်းလေးဟိုဝင်ဆက်ဆုလိုက်လို့ยีซ่าရှိနေတယ်လက်မခံအောင်အရင်ရှင်းမနေရင်လည်းလက်မခံအောင်အဲ့တော့ဘယ်ဟာ ။ဟောပြပါစဉ်းစားစဉ်းစားကြည့်ရောလေ။ကဲ။အဲ့တော့အပြင်နေပိုင်ကြာလဲသွားလားဆိုတော့လေ။အလုံးနဲ့အိမ်နဲ့သွားလို့ရှိရင်လည်းဟိုအလုံးနဲ့အိမ်အလုံးနဲ့ပဲအိမ်ဆိုတော့လေတခြားအလိုမျိုးကိုယ့်အလိုမျိုးဟိုစကားလာပြောရမလားဆိုပြီးစကားလာပြောရတဲ့သူလည်းမရှိဘူး။ကိုအကောင်လေးတွေဘယ်လိုလဲကိုရဲ့ဒီ cycle လေးရဲ့မှာပဲပေါ့နော်ကိုရဲ့ရင်းကြီးရဲ့သူလေးနေကွာပျော်နေရအဲ့လိုပုံစံလေးအဲ့လိုမျိုးတကယ်အဲ့လိုမျိုးကြည့်နေဒါအခုပြောရဲဆိုတာလည်းအဲ့လိုလာကျူခံရင်လို့ပြောပြရမှာမဟုတ်ဘူးနော်ဒါကိုရဲ့ပေါ့ life လေးကိုပြောပြရပါတော့နော်အဲ့လို ့ဒီဆိုင်ကယ်လေးမှပဲပျော်နေတာကိုဟာနဲ့ကိုလေးပဲအဲ့လိုမျိုးအဲ့လိုမဖြစ်ပါဘူးပဲပြောမရပါဘူးပြောမရဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဖြစ်ရင်လည်းဖြစ်ဘူးပေါ့နော်ဒါရွေးရွေးနေတယ်ကောက်ချောတွေကြီးပဲအောင်လေးနဲ့ကိုကိုရောမောင်မောင်လေးရောချောနှစ်ယောက်ကြားချောနှစ်ယောက်ကြားမှာချောဤဝင်မယ်ချောနှစ်ယောက်ကြားမှာချောဤဝင်ပြီးချောမယ်ဟုတ်ဒီကတော့လို့ ဗီဂျူရယ်လေးတွေအကုန်လုံးကလှနေမှာပေါ့နော်ဟိုကိုပိုင်ဆိုလို့ရှိရင်လည်းသူ့အသက်အရွယ်တစ်ခုမှာဟိုချောမောပြီးတော့ခုချိန်ကြီးကြည့်ကောင်းနေရဲ့မင်းသားချက်လည်းပါတယ်ဟိုဗီတာမင်ဆိုလို့ရှိရင်လည်းသူ့ရဲ့ငယ်ကုံလေးနဲ့သူ့အတူချောနေရဲ့သူသူ့လူဆိုလို့ရှိရင်လည်းခုချိန်ကြီးဆက်ပြီးတော့ချောနေရဲ့သူဟိုမမျိုးဆိုလို့ရှိရင်လည်းဒါကုတိဆက်ပြီးတော့ချောနေရဲ့အချောကြီးပဲဒါအကုန်လုံးတကားလုံးကချောနေရတဲ့သူတွေဆိုတော့ဒါ ရှိရတာပြည်သက်အနေနဲ့ကတော့အမြင်လေးကတော့ကြည့်ကောင်းနေမှာပါလို့အဲ့ဒါကအကုန်လုံးရဲ့ ID နေနဲ့ပေါင်းလိုက်တဲ့ခါကျတော့ရှင်တော့ဒီဇလန်ကြီးကကြည့်ရတာအမြိုင်နေမှာပါလို့ပြောချင်ပါရဲ့ရှင်ဟုတ်โอเคပါသူ့ကိုချစ်ပေးကြတဲ့ပြည်သက်ကြီးရှင်ကျေးဇူးများကြီးတင်ပါတယ်ဟိုဒီဇလန်တွဲလေးကိုလည်းပေါ့နော်ဒီ Canel Plus ဇလန်တွဲမှာပြရတဲ့ခါကျတော့ရှင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါရဲ့လို့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့